မင်္ဂလာပါခင်ဗျာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကစင်တီဂျိုနဲ့ပတ်သက်တဲ့အကြောင်းဖြစ်ပါတယ်စင်တီဂျိုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေပါဒီမူလဇာတာမှာပါတဲ့စနေနဲ့ပတ်သက်တဲ့အကျိုးအကြောင်းကောဇာနဲ့ပတ်သက်တဲ့စနေအကျိုးအကြောင်းကဇာနဲ့ပတ်သက်တဲ့အခြေစနေအကျိုးအကြောင်းလေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးစနေရဲ့မူလဇာတာမှာပါတဲ့အကြောင်းလေးကိုအရင်ပြောပြပါမယ်အဲ့စနေနဲ့ပတ်သက်တဲ့အကြောင်းမှာစနေဆိုတာ ဒီဒိုင်ယန်ဒီလေးသူကန့်တတ်မယ်ဒါရှိမယ်လို့ရေဘူအဖြစ်ပြောတယ်အဲ့တော့စနေဂျိုနဲ့ပတ်သက်တဲ့ကောင်းခြင်းတွေကြည့်မယ်ဆိုရင်စနေဂျိုကိုဇာတာတောက်မှကောင်းမွန်လို့ရှိရင်အသက်ရှိခြင်းထင်ရှားကြော်ကြားခြင်းကိုပြီးစေတယ်လို့ယူဆယူဆနိုင်တဲ့အချက်လည်းရှိတယ်။နောက်စနေဂျိုရည်တည်တဲ့နေရာတွေကောင်းမွန်ခြင်းရှိလို့ရှိရင်ဒီစနေဂျိုအနေနဲ့ပေါ့နော်အကျိုးပေးတဲ့အချက်တွေက ခုနအသက်ရှင်ခြင်းထင်ရှားကြော်ကြားခြင်းအပြင်ကိုဒီစနေနဲ့ပတ်သက်တဲ့ကိစ္စအရက်တွေဖြစ်တဲ့ဒီတွင်းထွင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတို့နော်ဒီတတ်ထုနဲ့ပတ်သက်တဲ့လုပ်ငန်းတို့ရေနံမြေနဲ့ပတ်သက်တဲ့လုပ်ငန်းတို့အစတဲ့ပုံညာပစ္စည်းတွေနဲ့ပတ်သက်လို့ရှင်လဲကောင်းပါနဲ့နောက်တစ်ခါဒီဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့အစိုးရကိစ္စမှာအဓိကအပြင်မြေနဲ့ဆက်ဆက်တာပေါ့ဒီကွန်ကရစ်လုပ်ငန်းတွေနဲ့ဆက်ဆက်တာနောက်ဒီ ပိုက်လုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့ကိစ္စရက်တွေနဲ့ပတ်သက်ရင်စနေကအောက်မွန်ခြင်းရှိစီတယ်။အဓိကစနေနဲ့ပတ်သက်တဲ့ကောင်းမွန်အခြေအနေမှာနောက်ထပ်ဘာရှိသေးလဲဆိုတဲ့အခါကျတော့ဒီစနေနဲ့ပတ်သက်လို့ကောင်းမွန်လို့ရှိရင်ဒီဇာတာရှင်နေဟာဒီတပည့်တပတ်နဲ့ပတ်သက်လို့လည်းကောင်းမွန်နေအခါစားလုပ်ငန်းတို့ဖို့ပေါ့နော်ဒီ contract အခါစားလုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်လည်းကောင်းမွန်စီခြင်းတွေရှိတတ်တဲ့ဇာတာရှင်တွေဖြစ်ကြတယ်။အဲဒီတော့ စနေဂျူရဲ့အကောင်းချင်းနဲ့ပတ်သက်လို့ပြောတဲ့အခါကျတော့စနေဂျူအကောင်းချင်းနဲ့ပတ်သက်လို့ပြောရမယ့်အချက်ကတော့မယ်ဆိုရင်သူရက်တည်တဲ့နေရာတွေဒီသူပိုင်ဆိုင်တဲ့အိမ်ကြီးဖြစ်တဲ့ကွာနော်သူအုပ်အိမ်ဖြစ်တဲ့ဒီသူရတီနောက်သူကတိအိမ်ကြီးဖြစ်တဲ့နောက်သူ့ရဲ့မကာရအရာဒီကုံရသည်ဒီဟာသူ့အတွက်ကောင်းမွန်ခြင်းဒီအပေးမယ်ထို့နည်းတူစွာပဲဒီစနေနဲ့ပတ်သက်လို့ရှင်သူ့ရဲ့နေအိမ်ဖြစ်တဲ့ဒီမိတ္တအရာဒီကသူ့အတွက် အားနဲ့အမှုလေးတွေပြီးမဲ့သဘောရှိတယ်။ထို့နည်းတူဆိုတာပဲဒီစနေနဲ့ပတ်သက်တဲ့ခါမှာစနေရက်ဒီရဲ့နေရာတွေဖြစ်တဲ့လက်ဘာဝ၄ဒံဘာဝ9ဒံဘာဝ10ဒံဘာဝအစတဲ့စေအိမ်မြောက်ဒီမှာဒီစနေရက်ဒီရဲ့ဆိုလို့ရှိရင်လဲကောင်းခြင်းနဲ့ပတ်သက်ပြီးအချက်တွေယူဆလို့ရတယ်လို့ဒီကောနာအိမ်နေလို့ခေါ်တဲ့၅ရက်၉ရက်မှာရက်ပြည့်ရဲ့ဆိုလို့ရှိရင်လည်းစနေနဲ့ပတ်သက်တဲ့ကောင်းခြင်းတွေကိုယူဆလို့ရတယ် အဲ့ဒီမှာအသုံးခုရှိတဲ့ဆိုတဲ့နာမပထမဦးဆုံးဖြစ်တဲ့စနေနဲ့ပတ်သက်တဲ့ရည်တည်အကြောင်းလေးတွေပြောလိုက်ပြီးပြီပြောလိုက်ပြီးတော့စနေနဲ့ပတ်သက်တဲ့ဒုတိယအကြောင်းကဒီစနေဒီဒီကောင်းကျိုးပေးတဲ့ဆိုတဲ့နေရာမှာသူကောင်းကျိုးပေးခြင်းကအတတ်သူရဲ့မူလပင်ကိုယ်သဘောပါလာတဲ့ဒီစိုးကျိုးပေးခြင်းနဲ့ပတ်သက်တဲ့အကြောင်းတွေကတော့ကြံကြံနေခဲ့တဲ့သဘောရှိတယ် ဆိုတော့ခုနပြောခဲ့တဲ့အနေအထားမှာဒီဂျိုးဒီရက်ဒီမဲ့ကျတော့စနေနဲ့ပတ်သက်တဲ့ကိစ္စရက်ဒီကောင်းမယ်။ဒါပေမဲ့စနေနဲ့ရက်တဲ့ကိစ္စရက်ဒီကောင်းခြင်းပေမဲ့ခုပြောပြခဲ့တဲ့တဒန့်၄ဒန့်၇ဒန့်အဲ၁၀ဒန့်ဆိုလို့ရှိရင်သူကဒီဇာတာတစ်ဆောင်မှာဒီစနေနဲ့ပတ်သက်လို့တာတာအယုတ်ဆိုတဲ့အယုတ်တစ်မျိုးကိုရတယ်။တာတာအယုတ်ဆိုတာကဒီဇာတာရှင်တယောက်က ဒီအမျိုးနွယ်စုရဲ့အပတ်သက်လို့ရှိရင်လည်းအကြီးကဖြစ်တတ်တယ်။နောက်အဖွဲ့အစည်းတွေရဲ့အပတ်သက်လို့ရှိရင်လည်းသူကအကြီးကဖြစ်တယ်။အဖွဲ့အစည်းဆိုတာလည်းသူကတော့အဓိကပေါ့နော်။သူဒီကျမ်းထဲမှာဆိုတာကအမျိုးနွယ်စုအကြီးပါအုပ်စုလူမျိုးနွယ်စုတို့ရဲ့ခေါင်းဆောင်ဖြစ်စေခြင်းလို့လည်းဆိုသလိုနောက်တစ်ချက်ကပေါ့သူကဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ပြည်စုံစေခြင်းကိုလည်းပြီးတယ်။သူနောက်ပြီးတော့သူကဒီစနေတာတာရုပ်ရဲ့သဘောကတော့တခုသောအားနည်းချက်ကတော့သူကစိတ်ထားနဲ့ပတ်သက်လို့ရှိရင်အနည်းငယ်လေးဒီခေါင်းဆောင်ဖြစ်ပေမဲ့အားနည်းချက်ရှိတယ်လို့သူကဆိုတယ်ပေါ့နော်။ အဲ့ဒါကောင်းချင်းတွေရှိတယ်ဆိုပေမဲ့ဒီ1480မှာရက်လိုက်ချင်းပဲဖြစ်ဖြစ်9ရက်9ရက်ခေါ်တဲ့သတိခေါ်နိုင်အိမ်မှာရက်လိုက်ချင်းပဲဖြစ်ဖြစ်စနေနေ့ဒီစနေနေ့ပတ်သက်တဲ့ကောင်းချင်းတွေဖြစ်တဲ့ခုနပြောပြခဲ့တဲ့အသက်ရှင်ခြင်းထင်ရှားကြောကြားခြင်းအနောက်ဒီတွင်းတဲ့နဲ့ပတ်သက်တဲ့ကိစ္စအရက်ဒီနောက်ဒီတပည့်တပန်းနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့ကိစ္စအရက်ဒီနောက်ကဒီအခစားလုပ်ငန်းနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့ကိစ္စအရက်ဒီဆိုပြီးကောင်းချင်းတွေရှိပေမဲ့ဒုတိယအဆင့်အနေနဲ့သူက သူရှိတဲ့နေရာမှာ သူပေးစီရာရှိတဲ့တော့ကတော့သူကပေးသေးတယ်ပေးသေးတယ်ဆိုရင်ပထမကြည့်မယ်ဆိုရင်သူကလက်ဘာဝမှာရက်တတ်တဲ့အစနေလက်ဘာဝမှာရက်လိုက်တဲ့အစနေဒီသူကဒီဇာတာ ရှင်တယောက်ကိုသူအခွင့်အရေးနဲ့ပဲဖြစ်ဖြစ်နောက်တော့ကဒီလောကခံရတဲ့ကိစ္စရင်လည်းပဲဖြစ်ဖြစ်သူအဇွဲဝိရိယနဲ့အကြံခံမှုကိုပြီးစေတယ်ဇွဲဝိရိယနဲ့အကြံခံမှုကိုဘာလို့ပြီးစေလဲဆိုတဲ့အခါကျတော့ဒီလိုလက်ဘာဝမှာရက်လိုက်တဲ့အခါကျတော့သူအခွင့်အရေးနဲ့ပတ်သက်ရင်နောက်ကျတာရရရှိတဲ့အခွင့်အရေးနဲ့ပတ်သက်ရင်သူကဒီ သူများတဲ့နောက်ကြမှာရတယ်။နှကြိမ်နှခါကြိုးစားမှာရတယ်။ဆိုရက်နှောင့်နှင်းမှုလေးတွေကြံ့ကြံ့မှုလေးတွေပြီးတဲ့အခါကျတော့ဒီလက်ပါအောင်မှာစနေရက်ချင်းဒီပေါ့နော်။ဇာတာရှင်တယောက်ကိုဒီရက်ဒီတဲ့မှာစတိအားကောင်းခြင်းလို့သတ်မှတ်ပြီးမယ်။ဒီခုနပြောတဲ့စူးကြိုးလေးရှိတယ်။အဲ့ဒီပြင်ကိုနောက်ထပ်တစ်ချက်ပါတာကလက်ပါအောင်မှာစနေရက်ချင်းကမရဏဌာနမှာရက်ဒီတယ်လို့ဆိုတယ်။ဒါကြောင့်ဒီလက်ပေါ်မှာစနေရက်တည်လိုက်တဲ့ကိစ္စရက်တည်နဲ့ပတ်သက်လို့ရှိရင်ဒီဇာတာရှင်ဟာ ီစနေတကာစားတဲ့ကာလတွေမှာသူ့အနေနဲ့ဒီအနှုတ်လက္ခဏာကြီးကြီးเนาะအခက်ခဲမှုတွေကြမ်းတမ်းမှုတွေကိုစနေလက်ပေါ်မှာရည်တည်တဲ့အစာတရှင်ဟာမရဏဌာနဆိုတဲ့အယူအဆရဂျူရက်တရားနေရာတတ်မှတ်ထားတဲ့ကိစ္စအရက်တွေမှာစနေကဒီကိစ္စတွေကိုခန်းစားရတယ်။သူနည်းတူသွားပဲဒီလေးရံဘောမှာကောင်းမွန်တဲ့အဆိုမျိုးသူကစနေကလေးရံဘောမှာရက်လိုက်လို့ရှိရင်သူဒီ ဘာစဉ်းစားရမလဲဆိုတော့သူကအမိနဲ့ပတ်သက်တဲ့ဌာနနော်မိသားစုဒုက္ခနဲ့ပတ်သက်တဲ့ကိစ္စအရာလေးဒီမှာဒီစနေကအားနဲ့အချင်းကိုလေပြည့်စည်တတ်တဲ့သဘောကသူကတွေ့ပါပြီးသားနောက်တစ်ခါသူကခုနှစ်တန်ဘာဝဆိုလို့ရှိရင်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအိမ်တော်ကြီးမှာတချို့ကတော့အနောက်ကျအစဉ်ချင်းလိုတဲ့ယူတယ်တချို့ကတော့ဒီအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဒီအသက်ရွယ်ကွာခြားအချင်းကိုလေယူတယ်နောက်တချို့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့စနေရဲ့သဘောကကွဲကွာစေချင်းကိုပြည့်စည်ခြင်းကိုလေယူတယ်သဘောလေးရှိတယ် ။နောက်ဆက်ကန်ဘောင်မှာစနေဂျူရတာကတော့ဆက်ကန်ဘောင်မှာစနေဂျူမရကောင်းမှုလို့ဆိုတယ်။မရကောင်းမှုလို့ဆိုတဲ့အတွက်ကြောင့်မလို့ဒီလိုရက်တည်တဲ့ကိစ္စကြီးဒီစနေဂျူကဆက်ကန်ဘာဝအနေထားရသူကအလုံးနဲ့ပတ်သက်တဲ့ကိစ္စလေးမှာစူးစိုးလေးတွေပေးတတ်သလိုနှောင့်နှေးမှုလေးတွေလည်းပေးတတ်တယ်။နောက်တစ်ခါဒီကိုရံဘောင်မှာစနေရက်လို့အရှင်သူကအဖနဲ့ကိစ္စအရမှာစနေရက်တည်တဲ့အတွက်ကြောင့်အားနည်းမှုလေးတွေရှိတယ်။နော်ထုံးနေတူစားပဲပေါ့နော်ငါးရံဘောင်မှာအရက်တည်မယ်ဆိုရင်ကအစာအိမ်နဲ့ပတ်သက်တဲ့ဒုက္ခအလေးတွေအပြည့်တတ်တယ် နောက်ကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအရင်လေးတွေမှာနှောင့်နှဲမှုတွေတောင်းနှဲမှုတွေတွေပေးတတ်တယ်။ပရိုဒျူဆာပဲကြံတဲ့ဘာဝအလေးတွေကိုစက်ကြည့်မယ်ဆိုလို့ရှိရင်လေဒီစနေဂျိုနတ်တန်ဘာဝရက်တဲ့ဆိုရင်ဥစ္စာပစ္စည်းစုဆောင်းမှုနဲ့ပတ်သက်လို့ကံအားနေတတ်တယ်။နောက်ဒီသုံးနာဘာဝမှာစနေရက်တဲ့ကိစ္စနဲ့ပတ်သက်လို့ကြည့်လို့ရှိရင်သုံးနာဘာဝမှာစနေရက်တာကတော့ကောင်းခြင်းမကောင်းခြင်းချိန်ဆမယ်ဆိုလို့ရှိရင်ကွာ ဇွဲဝီရနဲ့ပတ်သက်တဲ့နေရာမှာစနေကျွဲရှင်ကကောင်းကျင်းလို့ယူဆရပြီးမြေကိုသားချင်းနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ဒီစနေကျွဲရဲ့ပတ်သက်တဲ့ကိစ္စကကောင်းကျင်းနေမရှိနိုင်ဘူး။နောက်တစ်ခါဒီ6တန်းဘာဝမှာစနေချက်လို့ရှင်တော့ဒါကဒီ6တန်းဘာဝနဲ့ပတ်သက်တဲ့အာအင်မှာရောစီလေးလည်းယူဆလို့ရတယ်။အတိုက်ခံအရန်နဲ့ပတ်သက်လို့ရှင်လည်းရံများတဲ့သဘောလေးယူဆလို့ရတယ်။နောက်ဝိညာဉ်ဒုက္ခနဲ့ပတ်သက်လို့ရှင်လည်းဝိညာဉ်ဒုက္ခနဲ့ပတ်သက်တဲ့ကိစ္စရက်ဒီမှာအားနဲ့အချင်းကိုလည်းပြီးစီတတ်တဲ့သဘောရှိတယ်။ နောက်တစ်ခါဒီခွန်တတန်းကတော့ပြောပြီးပြီဆိုရှစ်တန်ဘာဝရှစ်တန်ဘာဝမှာစနေရှိလို့ရှိရင်သူကမရက်တည်းရတဲ့နေရာဖြစ်တော့ညာလေးပဲချွင်းချက်အနေနဲ့ပေါ့နော်ရှစ်တန်ဘာဝမှာစနေရက်တည်နိုင်တယ်လို့ဆိုတယ်သူကညာလေးပဲရှစ်တန်ဘာဝမှာစနေရက်တည်တဲ့အကိစ္စကတော့အမျိုးသမီးတွေဆိုလို့ရှိရင်အိမ်တော်ရဲ့ဒုက္ခနဲ့ပတ်သက်တယ်လူတစ်ယောက်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီရှစ်တန်ဘာဝမှာစနေရက်တဲ့ကိစ္စကကျမ်းမာရေးနဲ့ပတ်သက်တယ်မမမကြားဖြစ်စေခြင်းကိုပြီးစေတဲ့အနေထားနဲ့ပါပတ်ကြိုရက်တည်မှုကပြီးစေတဲ့သဘောတော့ရှိတယ် နောက်ဆယ်တန်းဘာဝအကူတန်းဘာဝအတင်ပြပြီးပြီဆရတန်းဘာဝကျဆရတန်းဘာဝမှာစနေရက်တည်တဲ့ဆိုလို့ရှိရင်တော့အစိုးကျိုးအထက်ပေါ့နော်သူကကောင်းခြင်းကိုပဲပြီးတယ်ဝါစီမှုရှိသေးတဲ့သဘောစနေကျိုးမှာရတဲ့အတွက်ကြောင့်ကောင်းမှုမှုကိုပြီးတယ်နောက်ဆန္ဒတဘာဝကတော့စနေရက်တည်လိုက်မယ်ဆိုလို့ရှိရင်ဆန္ဒတဘာဝကအမှုခင်းတို့အချုပ်တို့စေယုံတို့နောက်ပြီးတော့ ကြာကြီးဒုက္ခဆိုမူပါဘောเนาะကာမဂုဏ်နဲ့ပတ်သက်လို့ကောင်းမွန်တဲ့ခံစားမှုတွေနဲ့ပတ်သက်တဲ့ကိစ္စအရက်ဒီမှာစနေရက်ဒီတဲ့ဆိုလို့ရှိရင်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကြာကြီးဒုက္ခခေါ်တဲ့အိမ်တော်ကြီးဒုက္ခတွေညှော်နေစီတာရှိတယ်။ညောင်းဒီအကုန်ကြတဲ့ပတ်သက်တဲ့ကိစ္စရက်ဒီမှာသူကတောကဒုက္ခတွေပြီးစီတယ်။တုန်ဒီတူစွာပဲပေါ့เนาะဟောနာပြောတဲ့ဒီအထောင်တို့အချုပ်တို့အမှုခင်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာစနေရက်ဒီမှုဒီကအားနည်းမှုကိုပြီးစီခြင်းရှိတယ်။အဲ့တော့ ဒီနှစ်မျိုးတွောနေပိုင်ပြီပေါ့နော်ဒီစနေဂျူကခုနပြောတယ်ကောင်းတယ်လေပြောတယ်ပေါ့အခုဆိုးတယ်လေပြောတယ်ဆိုတော့အဲ့တော့စနေရတ္တမှုကိုကြည့်တဲ့အခါကျလို့ရှိရင်ဒီကောင်းတယ်ဆိုးတယ်ဆိုတဲ့အပြင်ကိုနောက်ထပ်ဟိုပြောစရာကသီတာကတခုအဆက်နွယ်ရာကတခုရှိသေးတယ်အဲ့ဒီကပြောစရာတခုဆိုတာကစနေကအခုပြောခဲ့တဲ့ကိစ္စရတ္တအပြင်ကို तू ကခုနပထမကောင်းခြင်းနဲ့ပတ်သက်လို့ရှိရင် तू က तू တူးတဲ့ရတ္တနဲ့နေတဲ့သဘောမျိုးလေးယူဆလိုက် နောက်ပြီးတော့မှဒီနောက်တရမှာခါပေါ့နော်ဒီကောင်းတူဦးတရတည်နေတဲ့ကိစ္စမှာပဲပေါ့သူဌာနလည်းပြင်နေတဲ့ဆိုးကျိုးလေးရှိတယ်ယူဆလိုက်နောက်တစ်ခါသူကဂျိုရင်းနဲ့ပူးရှင်လိုက်တဲ့အခါကျရင်သူကောင်းတဲ့နေရာမှာပဲယက်တည်ထားပြီးမြဲဒီဂျိုရင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအားနည်းချက်တွေပေးစီတယ်ပေးစီတယ်ဆိုတော့ဒီပထမဦးဆုံးပြောမယ်ဆိုစတန်ဒင်းဝင်နေဂျိုနဲ့စနေ တနေ့ကနေနဲ့စနေဘူးရှင်နာကဒီအုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ကိစ္စအကြီးကြီးနဲ့ပတ်သက်တဲ့ကိစ္စရက်တွေမကောင်းမွန်သလိုပဲဒီတနေ့ကနေနဲ့စနေဘူးရဲ့အရုပ်ကိုပေါ့နော်ဒီအိမ်တော်နဲ့ပတ်သက်လို့ရှိရင်မိုးဆိုးမရုပ်အစသည်ဖြင့်အမှတ်လေးရှိတယ်။နောက်တနင်္လာတနင်္လာမှာစနေသွားပူးလိုက်လို့ရှိရင်ဒီပူးလိုက်တဲ့တနင်္လာကစိတ်ဓာတ်နဲ့ပတ်သက်လို့ရစိတ်ဓာတ်အားနည်းမှုကိုဖြစ်စေတယ်။ဒီသူတော်ဘာအပေါ်မှာတော့နော်ဒီစိတ်နဲ့ပတ်သက်လို့စိတ်လိုက်အမှန်ပါလုစေတဲ့အသဘောရှိတယ်။ တုံးတိသူပဲအင်္ဂါဆိုလို့ရှိရင်လည်းတူတူပဲစနေဥလိုက်တဲ့အတွက်ကြောင့်မလို့ဇွတိရလို့မယ်မှတ်ယူရစံမယ်ဆိုတဲ့သဘောတည်းဖြစ်လာတယ်။နောက်ပြီးတော့မှဗုဒ္ဓဘူးကြတော့ဗုဒ္ဓဘူးပူးလိုက်တဲ့ခါဗုဒ္ဓဘူးကကြတော့အဲဒီက intellectual power ဆိုတာညာဆွိုင်းရင်နဲ့ပတ်သက်တဲ့ကိစ္စတလွဲသုံးတာညာဆွိုင်းရင်နဲ့ပတ်သက်လို့တလွဲသုံးတာဒီနောက်ဒီလူဆက်တွေပေါင်းသင်းရင်နဲ့ပတ်သက်တဲ့အားနည်းချက်တွေဆိုတဲ့ကိစ္စရိုက်တွေကဗုဒ္ဓဘူးကျုံနဲ့ပတ်သက်တဲ့ကိစ္စရမှာပေါ်လာဖို့ရှိပြီးတော့ကြာတာပရိဆိုလို့ရှိရင်သူကဒီမစင်မငင်မတွေးတော့ဘဲနဲ့ မမှုမိုင်းမိုက်မမ်းမရန်ရန်လှုပ်တတ်တဲ့သဘောတွေကကြာသာပတိနဲ့ပူလိုက်တဲ့အခါမှာဒီအကျိုးရလကိုပေးပြီးတော့တောက်ကြံနဲ့ပူလိုက်တဲ့အခါကျတောက်ကြံနဲ့ပူရှင်ခြင်းမှာတော့အိမ်တော်ဝင်းနဲ့ပတ်သက်တဲ့ကိစ္စမှာတကြီးတဲ့သူနဲ့အိမ်တော်ဆုံးတတ်တဲ့လူတွေဆိုတယ်အဲ့ဒီနောက်မှာတခုထူးခြားတာကတောက်ကြံနဲ့ဒီစနေနဲ့ပူရှင်လို့ရှင်တန်တမာကြီးရာနဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာကောင်းမွန်စေခြင်းရှိတယ်နောက်ဒီတောက်ကြံကျူဒီအိမ်တော်ဝင်းနဲ့အခြေကာရကကျူဖြစ်တဲ့စနေပူရှင်နဲ့တကြောအဲ့ဒီကိစ္စရက်တွေမှာစိုးကျိုးပေးစီမှာဖြစ်ပြီးတော့ဒီစနေက ခုနပြောပြခဲ့သူသူကသူတယောက်တည်းရှိနေတဲ့ဆိုလေကောင်းခြင်းတွေလည်းပေးမယ်သူရက်တည်းကအိမ်နေနဲ့ပတ်သက်တဲ့သူအနှုတ်လက္ခဏာကြီးလည်းပြမယ်ဆိုပါစို့နားလျာလွယ်အောင်ပြောမယ်ဆိုရင်ငါးတန်ဘာဝထရီကောဏဌာနမှာသူရက်တည်းရက်တည်းနေရာကသူရက်တည်းနေရာကုံရာစီလည်းဖြစ်မယ်သူမကာရရာစီလည်းဖြစ်ခြင်းဖြစ်လိမ့်မယ်ဖြစ်ပေမဲ့သူကဒီနေရာမှာရက်တည်းမှုနဲ့ပတ်သက်လို့ကောင်းခြင်းတွေပြီးတဲ့ဆိုပေမဲ့လေးတန်ဘာဝငါးတန်ဘာဝဖြစ်တဲ့အတွက်ကြောင့်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာသူကအားနည်းရဲ့ မိသားစုဒုက္ခနဲ့ပတ်သက်တဲ့မှာအနှစ်ကျဲပေးတယ်လို့ငါရံဘဝမှာစနေရက်တဲ့တကြောင့်အစာရင်းနဲ့ပတ်သက်တဲ့ကျမ်းမာရေးကိုလေကျော်နေစေခြင်းကိုပြည့်စုံခြင်းကိုရှိစေမှာဖြစ်ပါတယ်။ဒါကဒီစနေနဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာစနေကိုကောင်းခြင်းမကောင်းခြင်းနဲ့ပတ်သက်တဲ့မူလစာတန်နဲ့ပတ်သက်တဲ့အကြောင်းပြောတာဒီသင်္သာမြန်သာလေးတော့ရှိအောင်လောက်ရှင်းပြရခြင်းဖြစ်ပါတယ်။နောက်ဆက်ပြီးတော့ပေါ့နော်ဒီဒီစနေကိုစနေကြိုကခုနပြောသလိုသူကအသက်ရှင်ခြင်းထင်ရှားကြော်ကြခြင်းပြီးသလို ူကကန့်တတ်တယ်ဆိုတော့ဒီတိုင်းဒီလေးဒီတိုင်းဒီလေးနောက်ဟိုကပေါ့ဖြစ်စည်းခြင်းကိုလည်းလုပ်စေတယ်အဲ့မှာတစ်ခုကိုထပ်ဖြည့်ပြောဖို့တတိယရာကဘာရှိလဲဆိုတော့ဒီဂျိုကဒီဇာတာမှာဒီစနေဂျိုကောင်းတယ်လို့ယူဆပြီးတော့ဒီစနေဂျိုကနေပြီးအမြင်ရှင်ရှိလိုက်တဲ့ကိစ္စစနေဂျိုကသုံးနာဘာဝနဲ့လှမ်းမြင်လိုက်မယ်သူကအိမ်တော်ကြီးဘာဘာမှာရက်နေတဲ့ဒီတောက်ကြဂျိုကိုဖြစ်စေတခြားဂျိုကိုဖြစ်စေမြင်လိုက်လိမ့်မယ်မြင်လိုက်လို့ရှိရင်အဲ့မြင်လိုက်တဲ့အမြင်ကိုဒီဂျိုကကောင်းတဲ့နေရာမှာရက်နေတဲ့ဆိုပြီးတော့ကောင်းတဲ့အချက်ဆိုပြောယူလို့မရဘူး စနေမြင်တာကမြင်တာပဲသူစနေအားရှိတယ်ရှိတာရှိတာသက်သက်ပဲနောက်စနေကဒီပူးရှင်လိုက်တဲ့နေရာမှာပေးသလိုအကျိုးကိုလည်းမြင်တဲ့ကာလမှာလည်းဒီပေးတဲ့အကျိုးလေးတွေကရှိတဲ့အချင်းလေးတွေရှိတတ်ပါတယ်ဒါကဒီစနေနဲ့ပတ်သက်တဲ့မူလဇာတာနဲ့ပတ်သက်တာမူလဇာတာမှာအမြင်ရှင်နဲ့ပတ်သက်တဲ့အကြောင်းလေးကိုတင်ပြခဲ့ခြင်းဖြစ်တယ်နောက်တစ်ချက်ဒီကောစာအစည်းအဝေးကြတော့သူကတော့ရှင်းတယ်စနေနဲ့ပတ်သက်လို့ရှိရင်သူကဆုံးရှုံးမှုပေးမယ်ပူပင်မှုပေးမယ်တောကပေးမယ် ခက်ခဲမှုပေးမယ်။နောက်နောက်နေထင်းကောင်ပူလေးတွေပေးလိမ့်မယ်။ပေးတဲ့အပြင်ကို သူကဒီအမှုခင်းပြဿနာနဲ့ပတ်သက်တဲ့မူလဇာတာမှာအမြင်ရှင်ပါမယ်ဆိုရင်ကောဇာအစည်းနဲ့မှာစနေစည်းနဲ့လက်တာကဇာတာရှင်တယောက်ကိုစိုးရွားမှုနဲ့ပတ်သက်လို့ပေးစေတယ်။အဲ့တော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဇာတာတစ်ဆောင်မှာ ကောဇာအစည်းနဲ့တဲ့မှာဒုက္ခပေးနိုင်ဆုံးသူကဒီစနေကျူအဲ့တော့မူလဇာတာမှာလည်းသူကအကောင်းကျင်းလဲပေးနိုင်တယ်ပြောတယ်။သူကဆိုးကျင်းလဲပေးနိုင်တယ်ပြောတယ်။ ပူရှင်တဲ့ကိစ္စရက်တွေမှာလည်းအားနေချက်ကိုပြီးတယ်ပြောတယ်။နောက်ပြီးမြင်တဲ့ကိစ္စရက်တွေမှာလည်းအားနေချက်ပြီးတယ်ပြောတယ်။ဆိုတော့သူဒီကောင်းခြင်းနဲ့ပတ်သက်တဲ့ကိစ္စမှာသူက selection ယူတဲ့သဘောမျိုးလေးအရာပေါ့နော်။ကောင်းတဲ့ကိစ္စလေးကိုပဲကွက်ယူနိုင်တဲ့သဘောရှိပြီးတော့ကျန်တဲ့ကိစ္စလေးမှာကျတော့သူကအကောင်းကိုအကုန်မယူနိုင်တဲ့အခါကျတော့ဒီဂျိုးနဲ့ပတ်သက်တဲ့ကိစ္စကကောစားကြရင်တော့သူကအကောင်းယူစရာတစ်ချက်မှမရှိဘူး။ သူရက်တီလိုက်တဲ့အတွက်ကြောင့်အဲ့ညမှာတခုရှိတယ်နော်တခုကသူကစနေကားတဲ့သူပိုင်တဲ့အိမ်မှာကွာစာစီးလို့ရှိရင်တဲ့စိုးကြိုးမပေးဘူးလို့ယူဆတဲ့လူတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီစနေသူ့အိမ်မှာသူရက်လဲစိုးကြိုးပေးစရာရှိတာကပေးတာပဲ။နည်းနည်းပါးပါးအသက်တာကောင်းအသက်တာနိုင်မဲ့သဘောရှိတယ်။အဲ့ဒါပြီးတဲ့အခါကျတော့ဒီစနေနဲ့ပတ်သက်တဲ့ကိစ္စမှာ တသားတသားကြရောက်တဲ့အခါကျတော့မှစနေနဲ့ပတ်သက်တဲ့အကြည့်တဲ့အခါမှာမူလစာတာမှာပါတဲ့အချက်တော်တော်များများကလေဒီတသားနဲ့ပတ်သက်တဲ့ကိစ္စမှာပြန်သုံးလို့ရသွားတယ်သုံးလို့ရသွားတဲ့အပြင်ကိုဒီစနေနဲ့ပတ်သက်တဲ့ကိစ္စရက်တွေကိုတသားအရာကြည့်တဲ့အခါမှာစနေဂျိုကတသားကိစ္စမှာဆိုလို့ရှိရင်သူကအဓိကဒီဆိုဂျိုပေးနိုင်တဲ့နေရာတွေကဒီဂျိုကောင်းလဲဂျိုကဂျိုဆိုးနဲ့မာရကဂျိုလို့အတမတ်တဲ့နေရာကမိဒ္ဒရှိမယ်နောက်ပြီးတော့သူကဟိုကဓနုရှိမယ် မင်းရှိမယ်နော်အဲ့လောက်မှတ်မိတယ်နောက်ပြီးတော့သူကဒီအကောင်းကျိုးပေးမဲ့အနေအားကပြိတ္တရှိတယ်သူရာစီရှိတယ်နောက်ဒီဂျားနေဂျိုနေနဲ့သတ်မှတ်ထားပေးမဲ့ဇာတာရှင်တွေကိုကောင်းခြင်းပေးနိုင်တာကပုံနဲ့ပတ်သက်တဲ့နေရာမှာကောင်းခြင်းပေးမယ်နောက်မကာရနဲ့ပတ်သက်တဲ့နေရာမှာကောင်းခြင်းပေးမယ်ဂျန်တဲ့နေရာမှာလည်းသူကဂျားဂျိုအနေနဲ့ပေါ့နော်သတ်မှတ်ထားပြီးတော့ဒီရက်တည်းတဲ့နေရာတွေအလိုက်ပေါ့နော်သူကောင်းပုံခြင်းမကောင်းပုံခြင်းတွေကြီးကြီးကြွယ်ပြားသွားတာလည်းရှိတယ် ရှိတော့ဒီစနေနဲ့ပတ်သက်တဲ့အခါမှာခုနလောကကာရကဂျူလို့သတ်မှတ်တဲ့ဂျူကောင်းလို့သတ်မှတ်တဲ့တူလက်ပြိတ္တာလက်ဒီမှာတော့ဆိုရင်တော့ဒီစနေတရာကြောက်တဲ့အခါမှာကောင်းသောအကျိုးတွေပေးလိမ့်မယ်အဲကောင်းသောအကျိုးတွေကိုလည်းခံစားရလိမ့်မယ်ထို့နည်းတူသာပဲဂျားဂျူဖြစ်တဲ့အနေအားတွေဖြစ်တဲ့နေရာမှာတော့စနေနဲ့ပတ်သက်တဲ့ကိစ္စကသူတရာစားတဲ့ကာလမှာငွေကြီးနဲ့ပတ်သက်ငွေကြီးနဲ့ပတ်သက်တဲ့အခွင့်အလမ်းပေးလိမ့်မယ်အဲ့ဒီမှာတော့တရာစားတဲ့နေရာမှာတော့လက်ပါအောင်မှာစနေရဲလို့ရှိရင်တော့ဒီဂျူက ီဇာတာအရှင်ကိုသူကကောင်းသောကျိုးဖြစ်စေကမူနှောင့်နှေးမှုတွေကျော်ပါမှုတွေနဲ့ပတ်သက်တဲ့အချက်ကိုတော့သူကပြီးမဲ့သဘောရှိတယ်။ဒါကြောင့်ဒတာကြတို့အရှင်သိကြည့်တဲ့အခါကျအဓိကအဖြစ်ဒီစန်ဒီဂျိုနဲ့ပတ်သက်တဲ့ခုနပြောခဲ့တဲ့ ဟိုမူလဇာတာမှာရက်တည်လို့ဆိုကြိုးပေးတဲ့ကိစ္စလေးကြီးခဏဖယ်ထားလိုက်ပြီးတော့ဒီဒဒန်၄ဒန်9ဒန်10ဒန်မှာရက်တာ9ဒန်9ဒန်မှာရက်တာသူ့ရဲ့ဟိုးအိမ်မှာရက်တာနေအိမ်မှာရက်တာသူ့ရဲ့ကတိအိမ်နှစ်ခုမှာရက်တာမူလတရီဟိုးအိမ်မှာရက်တာစတဲ့အချက်တွေကိုဘူတီစဉ်းစားပြီးတော့ဒီစနေနေ့ပတ်သက်တဲ့အခါမှာသူ့ရဲ့ဒီဂျိုးအင်အားဖြစ်တဲ့ဒီနဝင်းဆက် ေဝင်းဆံမှာသူ့ဂျွင်အားဘလို့ရှိမလဲဆိုတဲ့အချက်တွေကလည်းအထောက်အပံ့ပြုပြီးတော့ကြည့်ရတဲ့သဘောရှိပါတယ်။ဒါပေမဲ့ဒီဒသာနဲ့ပတ်သက်တဲ့သတ်မှတ်ထားတဲ့အခြေခံအချက်မှာတော့သူကဒသာဂျူတွေမှာသူကပါပဂျူတွေဒီစိုးစိုးပြီးတယ်ဒီတော်မဂျူတွေဒီကောင်းကျိုးပြီးတယ်ဆိုတဲ့အယူဆအခြေခံရှိတယ်ရှိပေမဲ့ပါပဂျူရကနေလို့တော့လေဒီတစားဆုံးဖြတ်တဲ့အခါကျလို့ရှိရင်ပါပကလည်းတောမအကဂျူဆုံးဖို့ပဲနဲ့ဂျူကောင်းဖြစ်လာတာရှိတယ် ။နောက်ဒီတော့မဂျိုတွေကနေဂျိုကောင်းကနေပြီးတော့ဂျိုဆိုးဖြစ်သွားတယ်လေရှိတယ်။အဲ့ဒါကိုတော့နောက်ဒီကမှတိကျလေးဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်။အဲ့တော့စနေနဲ့ပတ်သက်ပြီးပြန်အချုံးကြည့်မယ်ဆိုလို့ရှိရင်စနေဂျိုဒီမူလဇာတာမှာကောင်းရင်နေဘလို့ပဲရှိရှိသူပေးစရာရှိတယ်အပါပါဂျိုနဲ့ပတ်သက်တဲ့အစိုးရတွေတော့ပေးမယ်။အဲ့တော့ဇာတာကိုအသုံးသတ်ခေါ်ပြောတဲ့ခါကြလို့ရှိရင်လေဒီမူလဇာတာဟောမှာ ဒီဇာတာရဲ့စန္ဒီနဲ့ပတ်သက်တဲ့ကောင်းခြင်းနဲ့ပတ်သက်တဲ့အကျိုးတွေခံစားရတယ်လို့ဒီအမြင်ရှိတဲ့ကိစ္စတွေကိုရှင်တဲ့ကိစ္စတွေနောက်သူ့ရဲ့မူလဇာတာအရာဒီစနေရက်ဒီရင်ပြီးကျတဲ့ကိစ္စအရာလေးတွေနဲ့ပတ်သက်ရင်စဉ်းစားရမယ်ဆိုတဲ့အကြောင်းရင်နောက်ဒီစနေဆိုတာကဒီလက်ပါပါမှာရက်တည်လို့ရှိရင်သူကအဆိုးတဲ့မရဏဌာနရက်တည်မှုဖြစ်တဲ့ဆိုတဲ့အကြောင်းရင်နောက်ကောဇာကြလို့ရှိရင်တော့ဒီပါပအကျိုးတွေထဲမှာအစီအင်းတွေထဲမှာပေါ့နော် ဒီစနေကျရဲ့အစီအနဲ့ကဒီစိုးဝါမှုရှိတဲ့ဆိုတဲ့အကြောင်းရင်းစိုးဝါမှုရှိတဲ့ဆိုတဲ့နေရာမှာမူလတဏှာလာပေါ်စနေအစီအနဲ့ဒီခုနှစ်နှစ်ခွဲတာကာလခံစားရတဲ့အကြောင်းလေးတွေကိုအရင်ဗီဒီယိုတင်မှာတော့တင်ပြခဲ့ပြီးပြီဖြစ်ပါတယ်။တုန်ဒီတူစွာပဲပေါ့နော်ဒီဒသာစဉ်းစားတဲ့အခါကျလို့ရှိရင်လေဒီစနေကျနဲ့ပတ်သက်တဲ့ကိစ္စရက်ဒီမှာဒီတခြားကိစ္စရက်ဒီလို့ပေါ့နော်ဒီကောင်းရင်ဒီရရှိတာတွေရှိတယ်လို့ဒီစနေရဲ့မူလသဘောလေးဖြစ်တယ်ပေါ့နော်တောင်းနေတာကြံ့ညာတာလေးတွေ နောက်ကတခါလေးမှာစနေကြောင့်အခက်ခဲကြမ်းတမ်းနာလိတွေကဒီကောင်းသောဂျူရဲ့တစားဖြစ်တော်လဲကျုံစုံရနိုင်တဲ့သဘောလေးရှိပြီးတော့အဲ့ဒီနေရာမှာဒီဘုသူတအနေနဲ့ပေါ့တခုပြောပြအကျဉ်းသားကဒီဂျူတွေနဲ့ပတ်သက်တဲ့အခါမှာဒီစနေဒီငွေကြီးနဲ့ပတ်သက်တဲ့ဂျူဖြစ်လို့ရှိရင်နောက်ကရရစရာအခွင့်အရေးနဲ့ပတ်သက်တဲ့ဂျူဖြစ်လို့ရှိရင်သူကဒီလေးလံနှီးကွေတဲ့အဂျူဖြစ်တဲ့အတွက်ကြောင့် ငွေချင်းနဲ့ပတ်သက်တဲ့ရလက်ဒီမှာသူကအနောက်နေလေးကံမှုလေးရှိရတဲ့သဘောလေးကိုယူဆတယ်။သူတို့ယူဆတဲ့သဘောကပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီနှစ်တန်းသခင်ဆိုတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ဘာဝဒီတကယ်လို့သူကဒီမြန်မြန်ထန်ထန်ဆန်ဆန်သွားတတ်တဲ့အကျိုးဆိုလို့ရှိရင်တော့မြန်မြန်ဆန်ဆန်ငွေချင်းနဲ့ပတ်သက်တဲ့အကျိုးရလက်ဒီပြိမယ်။စနေလိုမျိုးပေါ့ဆိုပါစို့အခုတနုလက်ဇာတာရှင်ဆိုရင်စနေရအနတ္တဘာဝသခင်တနတ္တဘာဝသခင်ဖြစ်တဲ့အတွက်ကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့စနေရအကျိုးရရှိဖို့တဲ့ ဒီဓနုလက်ဇာတာအရှင်တွေကဒီစနေဒီသူတတစားတဲ့ခါမှာမာရကအကျိုးဖြစ်တဲ့အတွက်ကြောင့်မာရကအကျိုးခံစားရမယ်အဲ့မာရကအကျိုးခံစားရမယ်အပြင်ကိုမှသူကစနေကလက်ပေါ်မှာရက်လိုက်လို့ရှိရင်နှောင့်နှေးမှုကြံ့ကြံ့မှုတဲ့ဒီတတကာလကြီးပေါ့နော်စနေတတကာလကြီး16နှစ်တာကာလလုံးမှာဒီဇာတာရှင်တဲ့ပင်းထန်သောဆိုဝါခြင်းတွေရရှိစေမယ့်သဘောလေးရှိပါတယ်ဒါကြောင့်ဒီတတနဲ့ပတ်သက်တဲ့ကိစ္စအရက်တွေမှာ စနေသာဒီကောင်းခြင်းကိုပေးနိုင်တဲ့အဓိကနေရာကတော့ဒီပြိတ္တတူရာဒီများအတွက်ကတော့ကောင်းမွန်ရင်ရှိနိုင်ပြီလို့ကျန်တဲ့ဓနုရဲ့မေရဲ့မိတ္တရဲ့ကတော့စနေကဆူချိုးပေးမှဖြစ်တဲ့အတိုင်းသာရှိတဲ့အတွက်ကြောင့်သူရက်တည်မှုကောင်းနေတဲ့ဆိုလို့ရှိရင်တော့မှငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရက်တည်မှာစနေရဲ့အကျိုးရလက်ကနှောင့်နှေးမှုလေးတွေရှိတတ်ပါတယ်။ဒါကြောင့် ဒါသာဆုံးဖြတ်တဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင်လည်းစနေဒီသူ့ပုံစံသူ့ကိစ္စလေးနဲ့စဉ်းစားရတယ်။နောက်ကောစာကတော့အရှင်းနဲ့သူကကောင်းဆိုးကျိုးလေးပြီးမယ်ဆိုးကျိုးပြီးတဲ့နေရာကြလို့ရှိရင်သူရက်တည်တဲ့နေရာဒီသူမူလဇာတာမှာအမြင်ရှင်တွေအရအတိုင်းအတာရဆိုးကျိုးလေးပြီးတတ်တယ်။နောက်မူလဇာတာမှာသုံးသပ်အရင်တော့ကောင်းခြင်းမကောင်းခြင်းလေးကိုဆက်ဆက်သုံးသပ်ပြီးအမြင်ရှင်လေးပါထက်သွင်းတက်ချက်ရမယ်ဆိုတဲ့အကြောင်းစနေဂျွန်နဲ့ပတ်သက်တဲ့တိတဲ့ ကျမ်းစာလေးကိုညံမိသည်မြတ်အတင်ပြလိုက်ပါရစေ။ကျမ်းပါချမ်းသာလူ့အပြည့်ပါသည်။အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။